ွားကြရတော့ဆိုတကယ်ဘဝမှာအဆက်900နဲ့တနေ့တနေ့မဟုတ်3ရက်လောက်ကိုကြော်ဖြတ်ခိုက်ရတယ်။အဲ့တော့ကွာကိုချင်းစာတာပေါ့နော်။ဒီတောက်ကဆိုနားထားပါတယ်မှာဟုတ်။ညီမအိတ်တောက်ကလမ်းတကတွားနေရတဲ့မိန်းကလေးဆိုတော့လေတချို့တွေဆိုရင်မကောင်းတာလုပ်စားတယ်မိမလိုတော့ပြောခံခဲ့ရပါဟုတ်။ကိုထက်စာရင်သူတို့ဒီရှားပါတယ်သူတို့မှလိုအပ်တယ်ဆိုတော့စိတ်တစ်ခုနဲ့ပဲ။အော်ငါငါဒီနေ့ဒီတသိန်းကို မုတ်စားလိုက်လို့ရှင်ခဏလေးပြီးသွားမယ်ဒါပေမဲ့သူတို့အတွက်ဒီဒီတသိန်းဒီဟုတ်တယ်မလားဟိုစားဝတ်နေလည်းဖြစ်နိုင်တယ်လို့ဈေးဘိုးလည်းဖြစ်နိုင်တယ်ဈေးဘိုးလည်းဖြစ်နိုင်တယ်အဲ့တော့ငါစားမဲ့သုံးမဲ့အစားအော်သူတို့အခက်ခဲလို့ငါကူညီပေးလိုက်တယ်ဖြည့်ရှင်းပေးလိုက်တယ်ဘာပြောသူတို့အဆင်ပြေသွားရယ်ဆိုရယ်စိတ်တစ်ခုပဲအစိတ်တစ်ခုနဲ့ပဲလှူတာကျွန်တော်ဘာကြီးဖြစ်ရပါလဲဘာကြီးစိတ်တစ်ခါမှလည်းလှူတာမလုံးဖျားလေးရယ်ချုံလုံးဖျားလေးရယ်သွားကြည့်ဟိုမင်းလေးကမင်းလေးကသွားကြတာလေးကလေးလူကြီးပြီးသွားတာကိုသွားနေ လှူခဲ့တာလေးဆိုရင်အရင်ဆုံးလှူတာဟို62နှစ်လား62နှစ်လားအဘလေဟိုကက်ကြီးသွေးဘာညာအဘကိုအရင်တဲလှူတယ်အဲလှူနေမှာနောက်အမီယာခွင်းကတတ်တမြနေတိုင်းကြီးနေတိုင်းငိုပေါ့နော်ညောအဲ့ဒါတွေမခံစားနိုင်ဘူးတိလားရုပ်ရှင်တရုပ်ဆောင်မရွှေရွှေကြီးက3သိန်းလူပေးတယ်။နောက်ပါနော်။ဒါ9သိန်းခွဲရပါပြီ။ဟုတ်9သိန်းခွဲရပါဆိုအဖဘာလုပ်မလဲ။9သိန်းခွဲဘူးမထင်ပါဘူး။အပြားလူမလား။လူမ။အော်အဲ့ဒါကတော့လေ ဒါယုံကြွားပြောရတယ်မဟုတ်ယုံအများကြီးလည်းနှုတ်နိုင်တဲ့သူမဟုတ်ဘူးကိုလည်းအများကြီးပြည့်စုံတဲ့သူတော့မဟုတ်ဘောเนาะဒါဟိုးရင်เนี่ยယုံဒီအမှုပညာစားလုပ်ခရေကအာကိုရှီမာအာဘာလို့ပြောကိုအတင်းနဲ့အဆင်ပြေလာနာမည်လေးရလာအလုပ်လေးဆက်လာတဲ့အချိန်တွေကဘာလို့အဲ့အချိန်မှာယုံအဆင်ပြေလာတော့အချိန်မှာယွင်းရွှေဖြစ်တဲ့ကြောင့်ယုံမေရမရှိရောအဲ့တော့ဒီအဖိုးပွားတွေမြင်လို့ရှင်အော်ငါမိဘရေးတာဒီအချိန်တိရှင်ဒီတက်ရွယ်တိရှိနေမှာပဲဆိုတော့ ပေါ့နော်သူတို့ဒုက္ခရောက်နေအခက်ခဲလေးတွေနောက်ပြီးတော့အဖိုးဘွားမဟုတ်လဲပေါ့နော်မိတကယ်မိမသားတယောက်အနေနဲ့ရက်တည်နေရတယ်ဘွားကိုခက်ခဲနေတာဆိုတော့ကိုလည်းမိမသားပဲလေကိုလည်းရင်တော့ဒီလိုရင်တော့ရင်တော့စီးပွားကြရတော့ဆိုတကယ်ဘွားမှာပတ်ဆက်900နဲ့တနေ့တနေ့မဟုတ်3ရက်လောက်ကိုကြော်ဖြတ်ခိုင်းရတယ်အဲ့တော့ကိုကိုချင်းစာတာပေါ့နော်အဲ့တော့အခုကိုအစဉ်ပြေးတဲ့ချိန်မှာလဲကိုဒီပေါ်များကြွယ်ဝနေရတူလည်းမဟုတ်ဘူးဒါပေမဲ့ကိုထက်စာရင်သူတို့ဒီရှားပါတယ်သူတို့မှလိုအပ်တယ်ဆိုတော့စိတ်တစ်ခုနဲ့ပဲအော်ငါငါဒီနေ့ ဒီတသိန်းကိုမုတ်စားလိုက်လို့ရှင်ခဏလေးပြီးသွားမယ်ဒါပေမဲ့သူတို့အတွက်ဒီဒီတသိန်းဒီဟုတ်တယ်မလားဟိုစားဝတ်နေလည်းဖြစ်နိုင်တယ်လို့ဈေးဘိုးလည်းဖြစ်နိုင်တယ်ဈေးဘိုးလည်းဖြစ်နိုင်တယ်အဲ့တော့ငါစားမဲ့သုံးမဲ့အစားအော်သူတို့ခက်ခဲလို့ငါကုညီပေးလိုက်တယ်ဖြည့်ရှင်းပေးလိုက်တယ်ဘာပြောသူတို့အစဉ်ပြေသွားရဲဆိုရယ်စိတ်တစ်ခုပဲအစိတ်တစ်ခုနဲ့ပဲလှူတာကျွန်တော်ဘာကြီးဖြစ်ရပါလဲဘာကြီးစိတ်တစ်ခါမှလည်းလှူတာ ဘာကြောင့်အဲ့လူတွေဘယ်လိုများအခုခေတ်ဆိုပူတော်ခက်ခဲလေနော်ရှားခွေရခက်ခဲကိုယ်ကြီးလည်းပါပြီးတော့အခုချိန်မှာအလုပ်ရှားပါဒါပေမဲ့ကိုကြားတိကြကိုရဲမှတော်ပါသေးရဲ့ဆိုညကဘရောမအမြင့်ကိုမကြည့်ကိုအောက်ကလူတွေကြည့်ကိုအစင်မပြေရပဲဖြစ်ဖြစ်ကိုစိတ်တက်ကြရပဲဖြစ်ဖြစ်ဒီခါလေးကျတော့လူကစိတ်တက်ကြရရှိရပါကိုဖြစ်ချင်တာမဖြစ်ရအခါမျိုးじゃအခါကြလို့ရှိရင်အမြင့်ကိုကြည့်လို့ရှိရင်ပိုစိတ်ဆင်းရမယ်အဲ့တော့ အခုရှင်ယူရိုရဲ့မီဒီယာတွေမှာတင်ပေးတဲ့ဒါကိုယ့်ထက်ခက်ခဲနေလို့အများကြီးကိုမြင်နေတွေ့ကိုယ့်ပတ်ဝန်းကျင်မှာလည်းရှိနေရပဲလေအဲ့တော့ငါတို့ရတဲ့စာရင်ငါနေစရာအိမ်လေးရှိတယ်စားစရာလေးရှိရဲအတို့မှာအရင်ဒုက္ခခဲ့အဲ့တော့ငါတွေကလည်းငါဖဲ့လူရမယ်၊ကုညီရမယ်ဘာပဲပြောငါဖြတ်ကြော်ဖြတ်လို့ရတယ်အများကြီးရှိရပေါ့နော်တို့မှာမရှိဘူးလက်လုံးမှာတော်တော်ခက်ခဲနေအဲ့စိတ်တစ်ခုနဲ့ပဲအဓိကတော့ကိုချင်းစာလိုက်တာပေါ့နော်အဖိုးဘွားတွေဆိုရင်လည်းအော်ငါဖေငါမေတက်ရွယ်တွေဘာပဲပြော ဒီအဆန်ငါလူလိုက်တယ်ကို့မှာမရှိတော့ကွာနောက်အလုပ်လေးရဘာလေးရကွာအခုခုကကို့မှာလုံလို့ရတယ်ကြံဖန်လို့ရတယ်တို့မှာမရှိဘူးဆိုလုံးဝမရှိတဲ့သူတွေလေးနော်အဲ့ဒါကြောင့်ကိုကအဲ့ဒီစိတ်ကလေးနဲ့ပဲလူပြစ်တာပါဟုတ်ဒီကွယ်ချင်းရဲ့လူတော်ပဲနာကျင်နာတည်တဲ့တရားရရှိမယ်ယူဖြစ်သွားနိုင် အဲအဲ့ဒါညောင်ရွှင်ရွှေဆိုပြီးတော့နည်းနည်းရိုက်ပြီးရိုက်ပြီးမရိုက်ပဲနဲ့ရိုက်ပြီးပြီကွာနည်းနည်းတော့လူတိနေခဏနားလိုက်တာအမေနေမကောင်းလို့ဆိုတနည်းလောက်နားလိုက်တဲ့အချိန်မှာကိုကလေနာကိမုံတန်းတိုက်တာလေအဲ့တော့အိမ်မှာလည်းအဲ့လိုကွာ အော်ဘယ်တော့မှအရှိမဖြစ်ပြီးပြီဆိုပေမဲ့လည်းကိုကအဲ့တော့ဘယ်လိုပြောမလဲဒီလိုတငယ်ချင်းခန်းဘာညာပေါ့အများကြီးတော့ရိုက်တော့ရိုက်ခဲ့ရောကတိတ်တော့အများကြီးမြင်ရသေးပေါ့ရွှေရှိဆိုနမလေးရောစပြီးဖြစ်ခါကြလေးပေါ့အဲ့ချိန်မှာအချိန်လေးရကတည်းကကွာရက်ချလိုက်ရတနှစ်ခွဲလောက်လာမနာလဲအမေကနေမကောင်းတဲတန်ဖြစ်တော့လေအဲ့ဒါနဲ့ဆိုကွာနားလိုက်တော့အဲ့လိုဝင်ဝင်မရှိတော့ဘောနော်ဘာလို့အိမ်ဟိုမောင်မောင်တွေမှဆိုလဲအကြီးကြီးရယ်တို့အိမ်နာတို့အထက်ကကိုနဲ့ကိုနဲ့နှစ်ယောက်ပဲရှိရဆိုတော့အိမ်အိမ်ရဲ့စီးပွားရေးကလည်းဘာမှအဖေတို့မိသားစုတက်ကြည့်ရောမလုံနိုင်ဘူးမလုံနိုင်တဲ့ခါကျတော့ ရှိရလေးပဲဟိုလက်ဒီလက်နဲ့အဲ့လိုစားရတဲ့တကယ်လက်ထဲမှာအဲ့ဒီအပေါ်မှာမမက်ရအဲ့တော့လေအဲ့အနာကိမုံတိုင်းတောက်တော့ဒီလားမုံတိုင်းအတိုင်းမကျညာအဲ့ညာကြောင့်အဲ့လိုအိမ်မှာလက်တအိမ်လုံးသွတ်တေးလမ်းမိုးတွေအဲ့လိုရွာပြီးတော့နောက်အဖေကလည်းမှမသားမိမသားမိဒါပါ၄ယောက်ထိုင်နေတဲ့အမေကလက်ထဲမှာ900ပဲအဲ့900နဲ့ပါလို့အရေးကြီးကလည်းဒီလောက်5လောက်ရှိရခြံထဲမှာ အရေတော်တွေကလည်းသွားပြီးစားလေးကို900ရတယ်သွားဝယ်ပြီးတုတ်ပြီးထမင်းနဲ့စားရတယ်တော့ကျမတို့အဲဘဝအထိကြော်ဖြတ်ခဲ့ပြီအဲဒါကြောင့်မို့ဟိုဒါဘဝနာပြနေမှာမဟုတ်ဘူးအမှတ်တရပေါ့အဲ့ရနေမှာကိုကကြော်ဖြတ်ရအဲဒါကြောင့်မို့တချို့အစင်မပြည့်တဲ့သူတွေဆိုလည်းတချို့အခုယွန်းတွေ့နေရပါတချို့တွေဆိုလည်းကိုကိုကို ဘောနော်ဘဝကိုဒီခုခင်ဗျာရမ်းခတ်ခဲခါကြမကြော်ဖြတ်နိုင်မင်းနဲ့ဘဝကိုအဆုံးပေးအရှုံးပေးလိုက်တဲ့သူလေတွေ့နေရကိုတရင်မှာအရှုံးမပေးပါနဲ့အခက်ကဲဆိုတာရှိမှလေလူကအမြင့်ကိုရောက်မှာငါ့ကိုကြော်လာနိုင်ပြီးသွားနောက်ပိုင်းအေးဆေးဖြစ်သွားတယ်ကိုကျွန်တော်အများကြီးကြော်ဖြတ်ခဲ့ရအများကြီးရှိတယ်ဒါလည်းမပြောတော့ဘောနော်အာဒီလိုပဲကြော်ဖြတ်ခဲ့ရတာပဲမကြော်ဖြတ်ပဲနေတော့ဘဝအရှုံးပေးခြင်းစိတ်ပြတဖွာဖွာပဲအဲဒါအောင်ငါကြောင်ကြော်ဖြတ်မယ်ဆိုစိတ်တစ်ခုကိုတွင်းလိုက်ရင်အော်ဒီနောက်ဆိုရင်ကစိတ်ထဲမှာတစ်ခုရှိရဲ့ ဖြစ်ပြက်ပေါ်တော့မျိုးတော့ပြောင်းလို့တရားတော့ပေါ်ပေါ်ဒီနေ့ဖြစ်ပြီးဒါကြီးကနောက်နေ့ဖြစ်ချင်မှာဖြစ်နေမှာလေပြန်ပြက်သွားမှာပဲအဲ့တော့ငါသားကိုဖြစ်ပြက်တဲ့ပေါ်တော့ပေါ်ပါပဲထားပြီးအေးအေးဆေးထားပြီးကြော်ဖြတ်တဲ့စိတ်ကတော့အများကြီးရှိရပါဖြစ်ဖြစ်အာလူခဲ့တာလေးဆိုရင်အရင်ဆုံးလူတာဟို62နှစ်လား62နှစ်လားအဘလေဟိုကက်ကြီးသွေးဗာညာအဘကိုအရင်တဲ့လူတယ်အဲလူင်းနေမှာနောက်မီယာခွင်းကတတ်တတ်မြနေတိုင်းကြီးနေတိုင်းငိုပေါ့နော်ညီမအဲ့ဒါတွေမခံစားနိုင်ဘူးတိလား အဲ့ဒါပြီးတော့တခါဟိုတားမီးနှစ်ယောက်ပေါ့နော်မန္တလေးရလာမသိဘူးသူကခင်ဟိုကကြောက်ကက်ဖြစ်နေရမယ်ရေတန်းဖြစ်နေရဟာရေတန်းပို့တာအဲသူ့ကိုလှူတယ်ပြီးတော့ဟိုလေစဘာတဲ့ရောက်နေအဖွာဖျားသွားခြင်းနဲ့တဲ့သူ့ဘဝမှာတဲ့ရွှေကုံနဲ့မလန်မှုတော့ကို့မှလည်းကားမကြီးချမ်းသွားခေါ်ပြီးလိုက်ပို့ခြင်းတာတည်တာဒါမဲ့ဟိုမှာသူဆန်းနှပြေသွားပါတယ်အဲ့အဖွာလည်းလှူပေးလိုက်တယ်နောက်ပြီးတော့ဟိုကဗာလဲအခုဗာလဲစိုက်ဟိုလာတားလေးအဲအတန်ကြီးမမနှစ်ယောက်ရှိတည်ရနော်ဖိုးဘွားနှစ်ယောက်ရှိတည်ရနောက်ပြီးတော့ဟို တားလေးကြောင့်ပတ်စံချီပြီးတော့တွေ့တက်သွားတဲ့စပိန်စပိန်ပြင်နဲ့ဟုတ်တော့เนาะအဲအဲ့လိုတူပေးလိုက်တယ်ရှင်ဟုတ်အဲ့ထိပါတယ်အခုကိုရတယ်မဟုတ်ကိုလည်းဘွာတဲ့အဲ့နည်းကမန်တန်းပြောလို့ရှင်ဒီ9ရောက်ကိုလူရဲ့ချိန်မှာလဲအမညွန်း3မှုပေါ့เนาะကိုဖယ်ထားတဲ့ပတ်စံလေးပေါ့ကိုဝယ်စရာတခုရှိရပထမတော့တယောက်ပဲလူမယ်ပေါ့နောက်ကြနောက်တယောက်တော့လူအော်နောက်တော့ ငါဒီပစ္စည်းမဝယ်လဲဘာမှမဖြစ်ပါဘူးသူတို့အတွက်ကအရေးကြီးပါတယ်ဆိုရယ်ဆက်တူကလူလူနဲ့ငါရောက်ငါဥစားဖြစ်သွားပါတော့ဘာပြောအဲ့ဒါလေပီတိလေးပေါ့အော်ငါလူဖြစ်သွားတယ်ငါဒီပစ္စည်းမဝယ်လို့လဲဘာမှမဖြစ်ငါဒါဒါဝယ်လိုက်ရင်ဒါဒါစိတ်ကဖြစ်နေတာခဏပြိလဲထားရိုးွားတာပဲလေဒါမဲ့သူတို့အတွက်အဆင်ပြေွားဆိုတော့လူပြန်တွေပီတိလေးရဒါလေးပဲအဲ့နဲ့ပြီးသွားအဲ့အဲ့တော့ဘာလည်းမသိဘူးဝယ်မဲ့ဟာကိုမေ့သွားတယ် အော်တော်ဟာလေးလားမသိဘူးအော်အော်လက်ကောက်လေးလားမသိလှုပ်ဖို့ဆိုရတရားဖဲပြီးရင်နောက်နောက်ထပ်စုမယ်ပေါ့ဆိုလှုပ်ထားတာဟုတ်တယ်မလှုပ်ဖြစ်တော့အဲဒါကိုသူ့ပိုးရရလေးနော်ဟုတ်အာယုံဒီနေ့ဒီချိန်ကြီးပေါ့နော်တတိတရားနဲ့အမှတ်တရရှိပေးနေတဲ့အတွက်လည်းပြည့်တက်ကြီးအားလုံးကျေးဇူးများကြီးတင်ပါတယ်